ဒီအားလုံးပဲမိင်္ဂလာပါကျွန်တော်ဒီနေ့ရှင်းပြမိပါမှာကျွန်တော်တို့ပိုင်းငင်းတွေကိုစားလို့ဖြစ်ရင်ဆီယမားတွေကဘာဖြစ်လို့ဆီယမားတွေကဘာဖြစ်လို့ကျွန်တော်တို့ရှေ့ရကင်းကိုဆိုင်းထားနောက်စားအောင်မြောက်ပြောင်းနောက်ကကင်းကိုပြောင်းမြန်လာလို့ပြောကြတယ်ကျွန်တော်တို့ဒီနေ့ရှင်းပြမိပါမှာပါတယ်ပထမဆုံးအနေနဲ့ပိုင်းငင်းတွေကိုစားတဲ့အခါမှာသူတို့ရဲ့ပိုင်းကြီးဥမာ ကျွန်တော်တို့ကျွန်တော်ပြောချင်တာအဲပြောပြရမလဲဆိုတော့မပါဗျာသူက2လို့ပဲထားပါတော့အမှန်ရဆိုလို့ရှိရင်ဆင်မရပြောကြည့်ရတယ်အဲ2ရအောင်မှာ1ရှိရအဲ့တော့2/1 ဒီဝမ်းကိုကျွန်တော်တို့ကောက်မလုပ်ကြဘူးအဲ့လိုမျိုးထားလိုက်ပါတော့အဲ့တော့ကျွန်တော်ဆက်သွားလိုက်ကြအောင်ဆရာမတွေကဘာလို့ရုပ်စာကိုနောက်ကကိန်းကိုပြောင်းမြန်လဲအစားအမောက်ပြောင်းလို့တော့အလကားတော့ဖြစ်လာတာမဟုတ်ဘူးဘယ်လိုမျိုးလဲဆိုကျွန်တော်တစ်ချက်ကြည့်လိုက်ရအောင်ဒီလိုအစားကဘာလဲဆိုအပိုင်းကိန်းနဲ့တူပဲအဲ့တော့ကျွန်တော်အပိုင်းကိန်းတစ်ခုထားလိုက်မယ်ကျွန်တော်အပေါ်မှာ4/3ပြင်အောက်က2/3ကျွန်တော်ထပ်ပြီးရှင်းလိုက်ကြအောင် ဘိုင်းဂျီမှာ1ဖြစ်သွားလို့ရှိရင်ဒီလိုမျိုးဒီမှာဒီမှာပြောဆိုလို့နော်ဘိုင်းဂျီမှာ1ဖြစ်သွားလို့ရှိရင်အဲ1ကိုရေးကြမလို့ပြောလို့ကျွန်တော်တို့ဘိုင်းဂျီကိုရင်ညှိလိုက်မယ်ဘိုင်းဂျီကို1ဖြစ်အောင်ညှိမယ်ဆိုတော့2/3ကို1ဖြစ်ပြစီမဲ့ဟာဖြောင်းမြန်ပေါ့နော်3/2ဟုတ်တယ်မလားအဲ့တော့ကျွန်တော်တို့2/3 into 3/2ရှိမယ်ပြီးလို့ရှိရင်အဲ့လိုမျိုးဒီမှာ ထူးနေတဲ့အောက်ကိုတူးနေမြောက်ချင်လို့ရှိတွေ့ရှိရင်အပေါ်ကိုလည်းသူကတူးနေမြောက်ရတယ်မလားအဲ့တော့ဒီမှာကျွန်တော်3 by 2နဲ့မြောက်တဲ့အတွက်အပေါ်လည်း3 by 2နဲ့မြောက်မယ်အဲ့တော့4 by 3 into 3 by 2အဲ့တော့ဒီမှာဒီရနဲ့ဒီရနဲ့ကြေဒီရနဲ့ဒီရနဲ့ကြေပြီးတော့အဖေက1ဖြစ်သွားပြီ1ဖြစ်သွားပြီဆိုတော့ကျွန်တော်ဒီရမရှင်းနဲ့ထားလိုက်မယ်နော်ဒါဒီမှာဒီနားမှာဆက်ရေးလိုက်မယ်အဲဒါလေးကိုဆက်လုပ်လိုက်မယ် ဒါလေးလောက်လိုက်မယ်ဆိုတော့ဒါလေးကိုဒီလောက်လိုက်မယ်။ဒီဒါလေးတွေဖယ်လိုက်မယ်။အဲ့တော့ကျွန်တော်ဒီဥစ္စာအောက်က1ဖြစ်တယ်ဒီဥစ္စာအပွားဟောက်ခဏထားလိုက်အောက်က1ဖြစ်တယ်ပြီးတော့အောက်က1အောင်မရေးပဲကျွန်တော်အပွားဥစ္စာတက်တက်ရေးကြည့်မယ်။4 3 into 3 by 2အဲ့တော့ဒီဥစာဒီဥစာရဲ့ဆက်မခုနလေးဆက်မပြောသလိုပဲအစာကိုအမြောက်ပြောင်းနောက်ကကိန်းကိုပြောင်းမြန်လန်ဆိုတဲ့အဆင့်ရောက်ပါအဲ့တော့ကျွန်တော်တို့ဆက်ရှင်းလိုက်မယ်3နဲ့3နဲ့ရာ J ပြန်ဒီအားနဲ့ဒီအားနဲ့ကြည့်အဲ့တော့ဖျက်တူကျွန်တော်ဒီလောက်ဆိုအားလုံးနားလည်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာဆက်တွေ့ကြမှာเนาะကျွန်တော်အမှားပါပါလို့ရှိရင်လည်းခွင့်လိုပါ